အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်အနေနဲ့ Train မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းသွားလာရောက်ရှိဖြစ်တဲ့နေရာတွေအကြောင်းကိုပြန်လည်မျှဝေနေတာဖြစ်ပါတယ်။အခုဖြတ်ခနဲမြင်ကွင်းများအပိုင်း24မှာကတော့စီကားလာတဲ့ပင်တရားတပေါင်းပွေမြင်ကွင်းတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ဒနုကိုပိုင်အချုပ်ခွင့်ရဒေတာဖြစ်တဲ့ပင်တရားမြို့နယ်မှာကျင်းပတဲ့ရွှေဥမင်တပေါင်းပွေ

ီဘက်မှာကတော့အခုကအဲကံပတ်လင်မှာလည်းကဲလူတွေအပြည့်ဖြစ်နေတယ်ဗျ။အာအနာယူကြတဲ့လူတွေပန်းဖြေကြတဲ့သူတွေနဲ့ဒါကအဲ့ဒီကန်တောင်းလေးမှာရှိနေတဲ့ဆိုင်တန်းလေးဒီဆိုင်လေးတွေမှာလည်းလူပြည့်ပဲဗျ။ ျွန်တော်တို့မြို့ထဲမှာလည်းဒီလိုနေမျိုးကလူအဖြစ်ပဲဗျဆိုင်လေးတွေမှာကလေအကုန်လုံးသူ့နေရာနဲ့သူ okay အခုကအဲ့ဒီတပောင်းကွင်းကိုသွားမယ်တပောင်းကွင်းဆိုတာကကျွန်တော်တို့ဟိုပါဗောဒီရွှေဦးမြဖျားကိုဝင်နေလမ်းလေရွှေဦးမြမဟုတ်ဘူးပြီးသွားလို့ရှိရင်ညောင်ပင်နေညောင်ပင်နေပင်နေအများကြီးရှိတဲ့ညောင်ပင်အလှလှတွေအများကြီးတန်းစီနေတဲ့အဲ့နေရာအဲ့နေရာတပောင်းကွင်းလို့ခေါ်တယ်ဗျအဲ့ကွင်းကိုသွားမှာသွားတော့ဒီဘက်မှာကားကနည်းနည်းကြက်တယ်ဗျဟိုအဝင်အတွက်ခတ်တော့ကျွန်တော်တို့တွေအခုဒါလမ်းလျှောက်ပြီးဝင်မယ်လမ်းကတော့ထိုက်တဲ့လောက်ရှောက်ရမယ်ဗျဟိုထဲကို ီညောင်မင်းတွေကဒီနားကနေစရှိနေပြီအများကြီးပဲကားတွေကတော့အခုဒီကိုကျွန်တော်တို့ဟိုဟာဆိုလို့ရှိရင်ပင်တရားကိုဆိုလို့ရှိရင်လာတဲ့လမ်းကကျွန်တော်တို့တည်တဲ့လောက်တော့ဟိုပါပေါ့၃လမ်းရှိမှာပေါ့အောင်ဘန်းကနေပြီးတော့ပင်တရားကိုလာတဲ့လမ်း ပြီးတော့လို့ရှိရင်ဟဲဟိုကနေပြီးတော့ပင်တယောက်လာတဲ့လမ်းနဲ့ရက်ဆောက်ကနေပင်တယောက်လာတဲ့လမ်းသုံးလမ်းရှိတာပေါ့အဲသုံးလမ်းလုံးကားတွေကအာတာမန်ထက်တော့ဒီနေ့ကတိတိတတာကိုပဲမြန်မြန်ပြပြတွေ့ရတယ်ဗျဟိုတဘောင်ကွင်းအစတော့မရောက်သေးဘူးဟိုမှာမအူလေးလှမ်းမြင်နေရတယ်တလားဒါကဟိုဟာလေဓနုရွရဓမင်းဆိုင်လားကျွန်တော်ကျွန်တော်တို့ဒီဆိုင်လေးစားဘူးတယ်မမရရဒီဆိုင်မှာဟိုဟာဒါအရင်ဟင်းပွဲထဲမှာဆိုရင်ဟိုပါတယ်ပါလေ ခချင်းကျော်တန်းတော့ကားကြီးကလူတန်းစီပြီးဖြည်းဖြည်းချင်းဝင်နေရတယ်ဗျအထဲမှာများနေလို့လေဒီနေရာမှာဆိုလို့ရှိရင်ဒါပြန်ထွက်တဲ့ရင်တန်းနဲ့အဆိုင်ကလေးနဲ့ပါပိတ်နေတယ် ဒီဘက်ဒေသတွေမှာကျတော့လေဆိုင်ကယ်တစ်စီးလောက်ရှိလို့ရှိရင်ဗျာဘယ်နေရာသွားသွားအဆင်ပြေတယ်အချို့ဆိုလို့ရှိရင်ဒီတောင်ကြီးနဲ့မန္တလေးတောင်မှာမင်းကလေးတွေလည်းဒီလိုဆိုင်ကယ်အသေးလေးနဲ့သွားနေကြတာပဲโอเคရှုမေမဟုတ်ဘူးကိုရောက်ပြီနောက်မှာကတပေါင်းပွဲမဟုတ်ဘူး အခုကျွန်တော်တို့ဒီဘက်ကနေဝင်တဲ့ခါကျတော့အခုကဟိုလောက်ဖြစ်သွားပြီပေါ့နေ့လေတနာရီနဲ့နှစ်နာရီကြာလောက်ဖြစ်နေပြီအာဒီမှာဦးဤအမဲသားချင်းဝက်သားချင်းနဲ့ဒီမှာလေဒီဘက်ဒီမှာကျတော့ဗျာဟိုပါပေါ့ဒီ ဝတ်သချင်ပေါ့ဒါဝတ်သားချင်လို့ရည်တယ်ဒါပေမဲ့ဖန့်ရတော့ဝတ်သချင်လို့ပြောကြတယ်ဒီဘက်မှာဝတ်သချင်ကတော့နေရာတိုင်းလိုလိုမှရတတ်တယ်ဒါပေမဲ့ဒီအမဲသားချင်လို့ယူရချက်သားချင်လို့အဲ့ဒါတွေကတော့နည်းနည်းလေးအချို့နေရာတွေမှာပဲရတာဗျဒီဘွဲမှာကတော့ဒါအမဲသားချင်နဲ့တွေ့ရတယ်ဒီမှာကြီးစားနေကြတာနဲ့ဒါဘွဲနေကြတဲ့အုပ်စုတွေသူကဒီလိုမျိုးဒီဘက်မှာဆိုင်နေရအဲ့လိုမျိုးပဲခုံအမြင့်ဆိုတာဒီလိုခုံနေနဲ့စားကြလိမ့်ရှိတယ်ဗျများရွေးဒီမှာတည်းလား ျွန်တော်တို့အဲ့ဒီဟိုကတော့စစ်တချင်တော့စားဖြစ်တယ်ဗျဟိုမှတည်းလားအများကြီးကဒီလိုမျိုးခုံနေနဲ့ပကံနဲ့ဒီလိုလေးတွေပြင်ထားတာအာအခုကကျွန်တော်တို့အခုနောက်ဝင်လာတဲ့လမ်းအတိုင်းရိုက်လို့ရှိရင်လေအလင်းအောင်ကပြန်နေတဲ့ခါကျတော့ရိုက်လို့တိတ်အစိမ့်မပြေတာနဲ့ကျွန်တော်တို့ဟိုဘက်ထိတ်ရောက်တဲ့အထိသွားပြီးတော့အဲ့ဒီထိတ်ကနေမှဒီဘက်ကိုနောက်ကိုပြန်ရိုက်လာမှာအာဒါနော်ဟိုဘက်ကနေဒီနေရာရောက်တဲ့အထိဆိုတော့နောက်ဘက်ညီပါလောက်လမ်းရှောင်းရတယ်ဗျာ ဒီမှာသူကလူအသုံးဆောင်ပစ္စည်းတွေများတယ်အစာအတော့ကအသုံးဆောင်ရမို့အဓိကကတော့ဒါပဲပေါ့ပွဲစည်းတန်းသူကတခုရှိတာကအဲ့ဒီဟိုမှာကဘယ်လိုပြောရမလဲအာဖြောပြင်းရင်းနဲ့ပတ်သက်လို့ကရှိတယ်လို့တော့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့မတွေ့ဘူးဗျမတွေ့ဘူးပွဲရှိတယ်ဆိုလားဘာလဲအဲ့လိုမျိုးတော့ပြောတန်ကြားတယ်တွန်ကြီးဒါလဲဒါစားတော့ဆိုင်ပဲစားတော့ဆိုင်ဆိုလဲဒီမှကြီးဒါဆိုင်နေရတော့ကြည်ကြီးတွေပဲဒီမှမှာဒီလိုဟိုးထဲမှာလူတွေကလည်းအများကြီးပဲ အဲ့လိုမျိုးသူကဒီပွဲကမကျင်းပဖြစ်တာ9နှစ်ရှိပြီလို့သိရတယ်ဗျအခုမှဒီနှစ်မှပြန်ပြီးကျင်းပတာပေါ့ဟာဒီမှာဒါတော့ဟိုဟာလေးဗာလေဟိုဟာနဲ့ရက်လုတ်တဲ့ပစ္စည်းတွေပြီးတော့တင်နဲ့အတက်တက်တီးဖြားဆိုတာဘာဖြားလဲဘယ်လိုခေါ်လဲနှီးချောဖြားလို့ခေါ်လားအဲဒီဟာကအတီးအနှံဒါကတော့မြင့်မြင့်ခင်တဲ့ ိုင်းဘုတ်တော့တတ်ထားတာပဲဒီမှာဒါကဒါကအသီးနဲ့စပြစ်သီးတွေတွေ့တယ်ဒီဘက်ကအသီးနဲ့ကြတော့လေတော်တော်ကြိုက်ကြတယ်ဗျာဩဒီမှာဒါကြတော့ဟိုဟာခောက်အဲခောက်ဆွဲဒါခောက်ဆွဲဗျာခောက်ဆွဲကြော်လို့ခောက်ဆွဲတုတ်တူတယ်ဟုတ်တယ်ဒါခောက်ဆွဲကြော်ကြော်တာဖြစ်မယ်ဒါဆိုင်ကြီးအကုန်လုံးဒီလိုပဲအထဲမှာတွေ့တာထိုင်ရတာတော့အဲ့လိုမျိုးထိုင်ရတာများတယ်ဒီဘက်ကဒလီရတော့ပြီးတော့ပြီးတော့ဒီဘက်ကဒေတာကန်တွေကဟိုဘောတို့ဟူ တူဟူကျော်ကတော့တအားစားလိရှိတယ်တောက်ကုတ်လည်းကြော်စားတယ်ပွဲလန်းသဘင်ရှိလို့ရှင်လည်းတူဟူကျော်ပဲဝယ်စားကြတယ်အဲတူဟူကျော်တူဟူတော့ပေါ့အဲ့လိုမျိုးဒါပေမဲ့တေးကြတာရှမ်းတူဟူကတော့ကျွန်တော်တို့ဟိုဟာလေဟိုဘယ်လိုပြောရမလဲဒီဘက်ဟိုကျွန်တော်တို့ပမာအညာတူဟူတင်နေတော့နည်းနည်းကွာတယ်သူကပုံနူးညံ့တယ်လေဟိုကတော့အဝါရောင်နဲ့များတယ်ဒီဘက်ကတော့မဟုတ်အဝါဖြော့ဖြော့လေးပဲအဲအခုဒီဟာကကျွန်တော်ဒီညောင်ပိန်းနဲ့ပိန်းလေးအောက်မှာ ညောင်ပိနေပင်းနေအောက်မှာသူကဟိုးအရင်ခက်ကဆိုလို့ရှိရင်တော့ဒီလိုနေရာမျိုးတွေကဟိုပါပေါ့အဲလဲတွေနဲ့ဟွာတွေနဲ့လာကြမှာပေါ့အခုကြတော့တော့အကားတွေဖြစ်သွားပြီပေါ့ဆိုင်ကယ်တွေဖြစ်သွားပြီပေါ့အရင်တော့လှဲနေတယ်လားလာပြီးတော့ဒီမှာမှချက်ပြုတ်စားတောက်ကြအာနားယူကြအဲ့လိုမျိုးပေါ့အခုကဒီမှာကတော့အခုကတော့ကားနဲ့ပဲလာကြတယ်သူကသူသူစားစရာတောက်စရာအချို့ပါလာကြတယ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒါအောက်မှာကိုယ့်အကူအခင်းနဲ့အဲ့လိုမျိုး ချာလာကြတာတော့အများကြီးပဲဗျလာကြတဲ့လူတွေကသူနေဘက်တည်းကလာလို့ရှိရင်ဒီလိုကားနေလာတာများတယ်သူကကားတစ်စီးစီးလာလို့ရှိရင်လူကအယောက်20လောက်ပါတော့အဲ့လိုမျိုး ဒီလိုမျိုးအပင်တွေကလေဟိုးရင်တုန်းကဆိုလို့ရှိရင်ဒါကဟိုစင်နေမြင်းနေနွားလဲတွေနဲ့တွားကြလာကြတဲ့အခါဆိုတော့ဒီလိုပင်တွေရောက်လို့ရှိရင်အဲ့ဒါသူကအာအနာယူကြတယ်ဟိုတချို့ဆိုလဲညာအိတ်ကြတယ်ပေါ့အဲ့ဒါတွေကကျွန်တော်တို့အကြံပြင်းသိတဲ့လောက်အချို့ပြောတာလीကျွန်တော်တို့ဟိုးဘက်ဟဲဟိုးတို့ဘာလဲပွေးလှအိတ်ကနေပြီးတော့အတန်းလိုက်ကြီးသွားတာအဲ့ဒီဒီလိုမျိုးညောင်ပိန်းတဲ့ပင်တန်းတွေကဘယ်လောက်အထိရှိတာလဲဆိုတော့တဲ့အာညောင်ရွှေအထိအဲ့လိုမျိုးအတန်းလိုက်ကြီးရှိတယ်လို့ပြောတယ်ဗျာ ဒါကြီးအဆိုင်လေးဒီဆိုင်လေးတဲမှာဆိုတော့ဒါဟာကတူဟူတော့ဖြစ်မယ်တူတော့တူဟူကျော်တူပြီးတော့ဒီဘက်မှာဒီအတိုင်းဟိုတူဟူကျော်ဆိုလို့ရှိရင်လေဟိုတူစားတဲ့ဟာကတူဟူအနှစ်လေးနဲ့အချင်းအားလေအဲ့လိုမျိုးလေကျွန်တော်တို့ဟိုတိုင်းဒေသတွေဘက်မှာကြတော့အဲ့လိုအချင်းမဟုတ်ဘူးမတူဘူးသူကတော့အဲ့ဒီတူဟူအနှစ်လေးပါတယ်ဒီမှာဆိုလဲအဲဒီဘက်ကတော့ဒါကဟိုပင်လယ်သမယလှီတို့ ခလေးကစားနေနေရတယ်ဗျဒီဘက်မှာဒီနေ့ကတပေါင်းလာပြေးနေလေဖြစ်တဲ့အခါကျတော့သူကပူစီခါတာပေါ့ဒီဘက်မှာကဒါကဟိုပါပေါ့ ဓနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဖြစ်တယ်ဒါမဲ့အတူနေကြတာတွေကတော့ဓနုရှိတယ်ပအိုးရှိတယ်တောင်ယိုးရှိတယ်အင်းသားရှိတယ်ပြီးတော့အခြားတိုင်းရင်းသားတွေရှိတယ်ပေါ့ရှမ်းတိုင်းရင်းသားရှိတယ်ပြီးတော့ရင်ကျွန်တော်တို့ဟိုခုနကတင်ပြခဲ့တဲ့ထနော့အဲဒါဒီဘက်ဒီဘက်ဆိုတာရှမ်းတောင်ပိုင်းရဲ့ဒီကလောနဲ့တောင်ကြီးကြားတယ်ပေါ့အဲ့လိုပဲခြမ်းနေဆိုရင်ဟမ်ဒါကတော့ဒါမဲမဲမဲလိမ့်မဲလိမ့်ရောင်းတာမဲလိမ့်ရောင်းတာ ပဲလေးရောင်းတဲ့နေရာအရှုပ်ဒီအိမ်သုံးပစ္စည်းတွေဒါအခုနဒီညောင်ပင်ပချမ်းမှာညောင်ပင်အာပွဲကင်းကြီးကိုဝင်လာလို့ရှိရင်ဒီတမောင်းကွင်းထဲဝင်လာရင်ဘယ်ဘယ်ချမ်းမှာရှိနေတာပေါ့ဒါဘယ်ဘယ်ချမ်းမှာရှိတဲ့ညောင်ပင်နဲ့ပင်နေအောင်မှာအခုကဟိုခုနအဟိုရှိဥဆက်သွားရင်ဟိုရှိရအဲ့ဒါကျွန်တော်တို့ခုနဝင်လာခဲ့တယ်အလေလဲ ဒါဆိုလည်းလူသုံးကုန်လေဒါကဘာလဲဆိုအော်နေကြစီနေကြစီပြီးတော့ပေပုတ်စီဒီဟာလဲဒါဟိုပါပဲဟင်းထုတ်နဲ့အခုနအဲ့လိုမျိုးချက်တချင်လို့ပါလို့ထင်တယ်သူကတော့ဒီလိုခုံနေနေဗျအဲ့တော့ ရှင်းပါမှာတော့ဒီမှာတော့များတာလေအဲ့လိုလူအသုံးဆောင်ပစ္စည်းတွေများတယ်အဝတ်ထည်ပစ္စည်းတွေရှိတယ်ပြီးသွားလို့ရှိရင်အစားစရာဒါပဲဗျအဓိကတော့ဒါအခြားဒေသကနေလာရောင်းကြတဲ့အတဲ့တွေလည်းရှိတာပေါ့ဒေသကနေတွေလည်းအများကြီးပေါ့အာတနခါရှင်းပါရှင်းပါတနခါ UNESCO ဝင်မှုစူးစမ်းနေတဲ့မြန်မာတနခါ မြမရေမြေရာသီဥတုနဲ့အဲတင့်တင့်နဲ့အလှပြင်းဖြစ်စီဆိုတော့အာရှေးဒလိအရာလေးအမြဲတမ်းနူးနူးသုံးဆောင်ကြလေးရှိရအောင်အာဒီမှာတိလားသမင်းဝိုင်းနေ sorry သမင်းဝိုင်းနေလည်းပြောရမယ်ဒီလိုမျိုးဟိုအာအဖွဲလိုက်ဖွဲလိုက်လာကြတဲ့ဟာဒီဒါကြတော့အခုကျွန်တော်တို့အာတပေါင်းခွင်းနဲ့ဝင်လာလို့ရှိရင် ညာဘက်ချမ်းမှာအခုနောက်တော့ဘယ်ဘက်ချမ်းဒါညာဘက်ချမ်းမှာရှိနေတယ်ညောင်ဘင်းနဲ့ဘင်းနဲ့အောက်မှာဒီလိုမျိုးတွေ့ရတယ်အဖွဲလိုက်တွေအဖွဲလိုက်တွေတွေ့ရဟိုးမှာအများကြီးဒါတွေကအရင်ဆိုရင်တော့ဟိုကျွန်တော်တို့ဟိုပါဘော ကျွန်တော်တို့တကယ်တော့တခါမှမကြုံခဲ့ဘူးသေးပါဘူးကျွန်တော်တို့ဖတ်ဘူးတွေ့ဘူးပကြီကားအရာရောစာပေအရာရောတွေ့ဘူးမြင်ဘူးဖတ်ဘူးတဲ့ပကံအာနန္ဒာဖျားပွဲပေါ့အဲ့လိုနွားလဲတွေနဲ့လာကြလှေဝိုင်းကြီးတွေနဲ့စကန်းချကြဆိုတဲ့ဟာမျိုးအဲ့လိုဟာမျိုးစစ်စင်ဒီလိုနေရာတွေမှာလည်းအရင်တုန်းကတော့ဒီလိုမျိုးဖြစ်မှာပေါ့လှေတွေနဲ့လာကြစကန်းချကြအာချက်ပြုတ်စားတောက်ကြပွဲလဲထွက်ကြဒီလိုမျိုးတွေရှိမှာပေါ့အခုဒီဘက်ခက်ကတော့ကားနဲ့ပဲလာကြတယ်အာဒီမြင်ပြီးရင်ဒီမှာနားတဲ့လူကနားလှေတဲ့လူကလှေဝဲတဲ့လူကဝဲပေါ့ ဒီညောင်ပိနေပင်ကြီးညရောဒါပင်တရရဲ့ပြရုပ်တကယ်လှတာနော်အာဖရဲဒီအဲဒီဈေးထဲမှာ အများဆုံးရောက်တဲ့အတီးရတော့ဖရဲဒီပဲကျောက်စင်းนี่ ကျောင်းစင်းသင်းတဲ့ဒေတာဖေးရဈေးရောင်းနေကွာလေဗျဒီတဲ့အဲ့ဒါဖေးဒီတဲ့မယ် thì ta biết này cháu sinh đi nè nó sẵn đi bà lao quả đấy thì mà nó khoe chui à ာတလုံးလောက်လဲ။ဘာတော့ဘာတော့ကျွန်တော်တို့ချက်ချင်းစားဖို့ဆိုတော့တလုံးလောက်ဆိုရင်အဆင်ပြေပြီ။ဒီရအောင်ဒီ ါကတော့ဟိုပါလေကျွန်တော်တို့လွယ်ပလိုက် လွယ်ပလိုက်လွယ်ပလိုက်နဲ့တကယ်မရိုင်းနဲ့နေချမိုင်းတို့ဌာနေဆိုတာလွယ်ပလိုက်ဒီဘက်မှာတော့ဟိုမရှိမဖြစ်အသုံးဆောင်တစ်ခုပြဈေးသွားတာပဲဖြစ်ဖြစ်တောလေတောသွားတာပဲဖြစ်ဖြစ်လေတဲ့သွားတာပဲဖြစ်ဖြစ်ရာပဲသွားတာပဲဖြစ်ဖြစ်ဒါကလိုအပ်တယ်ကျလူငယ်တွေဆိုဖုန်းတွေဘာတွေအစကုန်လုံးဒီထဲပဲထည့်ပြီးတော့လွယ်ထားရတာပဲလေ ဒါကကြတော့အဲဝင်ဝင်ချင်းမှရှိတဲ့ဟိုပါပေါ့အာဆင်မြင့်ရှိတဲ့ကွအာလူကြီးတွေကပကင်လေးလှုပ်ထားတာပေါ့ဒီနေရာလေဟိုမှာဟာဟုတ်ပြီအခုကတော့အာပရက်ဇီဒန့်တစ်ခုလုံးကိုပတ်လေလှည့်ပြီးတော့ဖျဲသီးတစ်လုံးဝယ်ပြီးပြန်ထွက်လာကြပြီ သူကအာပွဲက10ရက်နေ့ကနေတပေါင်းပွဲက10ရက်နေ့ကနေ15ရက်နေ့အထိပေါ့မတ်လ10ရက်နေ့ကနေ15ရက်နေ့အထိလောက်တာ ညာဘက်ဆိုရင်တော့ဘလူနီလည်းမသိဘူးဗျ။ဟိုစပွဲတစ်ခုလားဘာလားမသိအဲ့လိုကြော်ညာတစ်ခုတော့တွေ့တယ်။ဒါပေမဲ့အဲ့ဒါဘယ်နားလဲဘလူလည်းမသိဘူး။နောက်တစ်ခုရှိတာကျွန်တော်တို့လေဟိုဖះဘော်တော့မတက်နိုင်ခဲ့တော့ဘူးဗျ။ဒီလူအုံနဲ့ဟိုကနေဒီထိတ်ထိတ်အောင်မှာကားနဲ့လည်းဝင်လို့ကတိတ်အဆင်မပြေ။ပြီးတော့ဟိုနိုင်ဘက်လောက်တင်ရှောက်ရတယ်။ဒီကနေဟိုဘက်တောင်ပေါ်ထက်တက်ဖို့ဆိုတော့ဖះဘော်တော့မရောက်ခဲ့တော့ဘူး။အောက်ကပဲလမ်းဝှေ့ဖြစ်ခဲ့တယ်ဗျ။ ခုတော့ပြန်ထွက်လာပြီဒါအဖွဲလိုက်အဖွဲလိုက်လာကြတဲ့သူတွေဒါအခုဒါပြန်မလုပ်နေကြတာရှင်နဲ့အဲ့လိုထွက်တာဖြည်းဖြည်းချင်းပဲထွက်ရတယ်ဒီမှာကားကလေနှစ်ဖက်ပိတ်ကြက်ညံ့နေရောโอเคကျွန်တော်တို့က ကျွန်တော်တို့ဘာဖြစ်လာဖြစ်ရောက်ဖြစ်တဲ့နေရာလေးတွေကဒီလိုမျိုးညင်ခွင်းလေးတွေကိုဒါကျွန်တော်တို့လိုပဲအကြောင်းကြောင်းကြောင့်မရောက်နိုင်တဲ့သူတွေမရောက်ဖြစ်တဲ့သူတွေမရောက်သေးတဲ့သူတွေတွေ့နိုင်အောင်မြင်နိုင်အောင်ပြန်လည်မျှဝေတာဖြစ်ပါလေဗျာကျွန်တော်တို့ကတော့ဝင်လာတဲ့နေရာပြန်ရောက်ပြီး ပင်တယားနဲ့ပတ်သက်လို့ကျွန်တော်တို့မျှဝေခဲ့တဲ့အပိုင်းတွေရှိမှလည်းရှိခဲ့ပါတယ်။အခုဒါကတော့လက်တလို့ကျွန်တော်တို့ရောက်ရှိတဲ့အချိန်တွေ့ရတဲ့မြင်ကွင်းကိုမျှဝေရဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့။ဒီအပိုင်းမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်။ကျွန်တော်တို့အာဒီအပိုင်းမှာထပ်ပြီးတော့ရောက်ရှိတဲ့အနေအရာတွေကတွေ့ရတဲ့မြင်ကွင်းတွေကိုလည်းဆက်လက်မျှဝေပြီးတော့မှာဖြစ်ပါတယ်ဗျ။အခုလူကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။